မိုးမြို့နယ်မှာပြီးခဲ့တဲ့2010ရွေးကောက်ပွဲတုန်းကတိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီနဲ့ကြံ့ခိုင်ရေးပါတီတို့ရှင်ပြိုင်ခဲ့ပြီးအာဏာရကြံ့ခိုင်ရေးပါတီအနိုင်ရခဲ့တဲ့နယ်မြေလေးဖြစ်ပါတယ်။ဒီတစ်ခေါက်2015ရွေးကောက်ပွဲမှာတော့ကြံ့ခိုင်ရေးပါတီပြင် NLD ပါတီ၊ဒူးလေးပါတီခေါ်လီစုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ရှမ်းပါတီကြီးနှစ်ခုပါဝင်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။နိုင်ငံအနှံ့မှာပြည်သူတွေရဲ့ထောက်ခံမှုကိုရထားတဲ့ NLD ပါတီကတော့မိုးကုံမြို့မှာကြံ့ခိုင်ရေးပါတီကိုကျော်ဖြတ်ပြီး80ရာခိုင်နှုန်းထိအောင်နိုင်မယ်လို့ယုံကြည်နေပါတယ်။ ယခုကျွန်တော်တို့ဝေကောက်ပွဲမှာကျွန်တော်တို့မိုးကုံးမြို့နယ်အနေနဲ့ဆိုရင်မြို့သားဒီမိုကရေစီအဖွဲ့ချုပ်က 9G အနေနဲ့ကျွန်တော်တို့ဒီခုဒါကျွန်တော်တို့လှုပ်ထားတဲ့အောင်နိုင်ရေးစီယုံရေးခီးစဉ်တွေအရာဖြစ်စေလူလူတွေရဲ့စစ်တမ်းသူတွေတနာပြည့်ချက်တွေအရာတော့ကျွန်တော်တို့မိုးကုံးမြို့နယ်မှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်က 9G 80ရာခိုင်နှုန်းဝန်းကျင်လောက်တော့ရှိရပါတော့နော်ဟိုတိုင်းရင်းသားတွေလည်းအားကောင်းပါတယ်ဒါပေမဲ့ကြံ့ခိုင်ရေးပါတီအနေနဲ့လည်းပြောရတဲ့သူတော့ စူးစမ်းပြီးစီယုံရေးဆင်းနေတာပဲလေနော်သူတို့လည်းသူတို့အောင်နိုင်ရေးအတွက်တော့စူးစမ်းလုပ်ကြမှာပဲကိုတို့အနေနဲ့ကြီးကြီးမားမားကြီးရှင်ပြန်ရလောက်အောင်ထီတော့ကိုတို့အနေနဲ့မမြင်ဘူးပုံမှန်လင်းလင်းပြောတာပေါ့နော်ဒီအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ပဲအင်အားပိုကောင်းတယ်လို့ကိုတို့ဒီလိုပဲမြင်ရတယ်ပေါ့မိုးမြမှာမဲဆန္ဒရှင်ပေါင်းတသိန်းကျော်ရှိနေပြီးအများစုကတော့ရှမ်းနဲ့လီစုလူမျိုးတွေဖြစ်ပါတယ်ဒေသခံဒေါ်တင်တင်ဆိုးကတော့ NLD ပါတီဟာမထင်မှတ်လောက်အောင်ထောက်ခံမှုရနေတဲ့အကြောင်းပြောပြပါဗျာ အမတို့စီမှာတော့လှုပ်ရှားကြပါလေအဓိကအမတိရာတော့တုံးပါတီအဲပထမ LED နောက်တော့ဟိုမတို့ဒူးလေးပါတီလို့ခေါ်တဲ့လီစုမြေသားပါတီနောက်တော့ဟိုစံခိုင်ရေးပါတီပေါ့မတို့လှုပ်ရှားကြပါလေဒါပေမဲ့အများဆုံးလူတွေစိတ်ဝင်စားတာတော့ထုံစံတိုင်းပေါ့ LED ပါတီကိုအများဆုံးစိတ်ဝင်စားကြပါလေအဲ့ LED ပါတီရအောင်နိုင်ရေးဒီစီယုံရေးလဲလဲရေးခီးစင်တွေမှာလဲတကြွစွာလူလူတွေကတက်တက်ကြွကြွနဲ့ကို မတို့မမျောလင့်လောက်အောင်ကိုများပြတဲ့လူတူတွေနဲ့မတို့ဒီစီယုံရေးလဲလဲရေးကြီးစင်တွေဥမတို့ဟိုလှုပ်ဆော်ခဲ့ကြရတယ်ပေါ့နော်ဒီဆိုအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီကတော့နိုင်ငံရေးကိုအရန်တကြွနားလည်နေလို့မဟုတ်ဘဲသူတို့လူမျိုးတွေစွမ်းနှလောက်လှုပ်ဆောင်ပေးခြင်းလို့သာပါတီထောင်ပြီးဝင်ပြိုင်ကြတာဖြစ်ပါတယ်။အခုမုံကုန်းနဲ့ကျွန်တော်တို့ရှမ်းမြောက်မှာကြာရင်ကျွန်တော်တို့ပါလေအခက်အခဲတွေ့ရလဲဆိုတော့ကျွန်တော်တို့လီဆူရဲ့အိမ်တောင်စုတို့ မောက်ဖို့တင်လို့ကျွန်တော်တို့မွေးတိုးလို့ဆိုတာတအားခက်ခဲတယ်ပေါ့အဲ့ဒီခက်ခဲတဲ့ဒဏ်မခံကျွန်တော်လည်းကျွန်တော်တို့ဒီဒီပါတီတခုထောင်ပြစ်တယ်ပေါ့လေထောင်ပြီးတော့ကျွန်တော်တို့သူများလို့သူများတိုင်းသားလူမျိုးစုလို့ရေပောင်တားမှကျွန်တော်တို့ပြောရေးဆိုမှုရှိအောင်ကျွန်တော်ကြိုးစားနေတယ်ပေါ့ပြောမယ်ဆိုကျွန်တော်ရည်ထဲမှာနိုင်ငံရေးဆိုတော့ကျွန်တော်ဒီစုမှာနားမလည်ပါဘူးမတတ်ပါဘူးဒါပေမဲ့ဒီရဲ့နိုင်ငံတော်အစိုးရအနေနဲ့ကျွန်တော်တို့ဒီစုလူမျိုးစုလေးကိုဖြည့်နှိမ့်တဲ့သဘောတက်ရောက်နေတော့ကျွန်တော်တို့လည်းအခုခက်ခဲကျွန်တော်တို့ ဆယ်သားဘွဲ့ရပြီးဆယ်နှစ်ရှိတယ်ကျွန်တော်တို့အင်းချောက်ကကျွန်တော်တို့လူစုလူငယ်တယောက်အခုဒီမဘုံတွေမှာရှိတဲ့တဲ့ဘွဲ့မယူနိုင်ဘူးပေါ့အဲဒါလေးတွေကျွန်တော်တို့ရှိတယ်ပေါ့အဲဒါလေးကျွန်တော်နိုင်ငံတော်အသိစီခြင်းတော့ပေါ့